လိုနေကြရလို့တကြောင်းနဲ့ရင်းရင်းလေးနေအများအားနေတယ်ယောက်ျားလေးပဲဖြစ်မိန်းကလေးပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးဆက်မှာတတိဆိုင်ရှင်တတိနဲ့ပြီးစားခံရတာတို့အဲ့လိုမျိုးကိစ္စအများကြီးရှိခဲ့ပေါ့ ရှိရခါကျတော့နေကြီးကိုယ်တိုင်လည်းမဟုတ်ပါတော့နေကြီးမဟုတ်တဲ့ခါကျတော့ညောင်သိပ်မခံကြဘူးမခံတဲ့ခါကျတော့တတိယကိုလည်းအားနာရဲတစ်ဖက်ကိုလည်းအားနာရဲခါကျတော့အဲ့လိုမျိုးနောက်ပိုင်းကျတော့သိပ်ဘလူးနဲ့ရောနောနောမနေတော့ဘဲနဲ့တယောက်တည်းကိုလှုပ်ရှားရှိရအောင်ပဲလှုပ်ဖြစ်တယ်ပေါ့နော်တငယ်ချင်းလည်းအဲ့လိုအများကြီးမထားတော့ဘူးထားရင်တော့မှအဲ့လိုမျိုးအဲကျောင်းကတငယ်ချင်းတို့အလုတ်ကတငယ်ချင်းတို့လောက်ပဲရှိတော့ပါအဲ့လိုဖြစ်တယ်အမ်အဲ့တော့ပြန်စင်းစားရင်တော့တော်တော်ပါဖြစ်သွားဆိုအဲ့တော့ငွေရည်တည်ရဲ့ခါကြတော့လေ လို့ကိုတငယ်ချင်းလို့လူမျိုးထဲမှာလည်းအဲ့လိုမျိုးရှိခဲ့တယ်ပြီးတော့ကိုယုံကြည်ရတဲ့အထက်လူကြီးပေါ့နော်ကိုထက်တကြီးရဲ့သူကြီးဆိုလည်းကိုအဲ့လိုမျိုးတပုတ်လေးလွန်ပြောရတော့ဘာလို့အများကြီးရှိခဲ့တဲ့အခါကျတော့တော်တော်လေးတော့ဝမ်းနဲ့ဝမ်းနဲ့တယ်ပြီးတော့လို့တေးရောက်ကိုတော်ဒီကနေထက်သွားမယ်တေးရောက်ကိုကြံပေးမယ်ဆိုတော့မှဘု து မှတိတ်မယုံနဲ့ပေါ့နော် အဓိကကိုကိုကိုယုံပေါ့နော်ကိုလုတ်တဲ့ကိုလုတ်ရက်ကကြတော့ကိုကိုရိုင်းတည့်ရဲ့ခါကြတော့ယုံကြည်လို့ရတယ်တစ်ဖက်ကကြတော့ဘလို့စဉ်းစားနေလဲဘာလုပ်လဲဆိုတော့မတည့်ရဲ့ခါကြတော့အကုန်လုံးတရားရခိုင်းတော့မယုံဖို့ပေါ့နော်လုံးဝမယုံဖို့လဲတော့မဟုတ်ပါဘူးတယောက်နဲ့တယောက်ယုံကြည်မှုရှိရတော့ကောင်းတာပေါ့နော် ဒီနေ့ကတော့ဒီ Channel 7နဲ့ Hipli မှာတွေ့မယ်စုံမဇလန်တွေ့ဒီအတွက်ရောက်နေရပါတော့ဟုတ်ဒီချက်ကျတော့ဒီကိုယ့်ရဲ့ကောင်းလေးအများနဲ့ support လုပ်တယ်ကိုယ့်ကောင်းလေးအတွက်အများနဲ့ဘေးမှာရှိနေသေးတဲ့ကောင်းမလေးပေါ့နော်ကောင်းလေးနေရာတော့ကိုထွန်းထွန်းပါဟောဒီနေ့ကတော့ပထမဆုံးတော့မဟုတ်ပေါ့နော်ရှိမှာတော့တပတ်ကြော်ကြော်တော့တော့ကိုင်းနဲ့ရိုက်ပြီးသွားပြီဆိုတော့အဲအရင်နဲ့အဆင်ပြေတယ်ပြီးတော့ဒီ character ပေါ်မှာလည်းနှစ်ယောက်လုံးอ่ะပေါ့နော် ဒီကာရိုက်တာဖြစ်နေရလို့ခံစားကြအကြည့်ရချင်းကြရလဲခံစားမိပါလို့ရှင်ပါတယ်ဟုတ်အကိုထွန်းနဲ့ဒီကားကိုစမြိုက်ခင်နေရပါတော့ကိုကြီးကတော့ပြောတယ်တိုင်မြင်စားရှိဒီကာရိုက်တာနဲ့ပတ်သက်ပြီးတော့တိုင်မြင်စားရှိရဆိုလဲတိုင်မြင်လို့ရတယ်ပေါ့နော်အဲ့လိုမျိုးအများအားပြောရပါတော့တစ်ခုခုသိကျင်တာရှိရင်လည်းမေးပေါ့နော်အများအားပြောတယ်ရိုက်တဲ့အချိန်မှလည်းနေစီတခုတစ်ခုအခက်ခဲလေးရှိတဲ့အချိန်မှပေါ့နော်အဲကိုကြီးကမေးရပေါ့နော်ဒီဆင်းမှကြာရင်ဒါဖြစ်နိုင်လားပေါ့နော်ဒါဘယ်လိုလုပ်ရမလဲအဲ့လိုမျိုးလို့တော့မေးဖြစ်ပါတယ်ကိုကြီးอืม အဲအရန်လဲအောက်ကိုရတယ်ပြီးတော့ကိုပွန့်ပွန့်လင်းလင်းပေါ့နော်အဲရှတ်တာကြောက်တာအာနာဆရာမရှိပဲနဲ့ပွန့်ပွန့်လင်းလင်းကိုတိချင်တဲ့ဟာမေးလို့ရတယ်ကြံ့ကြံ့တောင်းလို့ရတယ်ပေါ့နော်အဲ့လိုမျိုးအကိုမျိုးလိုမျိုးပါပဲဟုတ်အဲရှေ့မှာကြတော့နေကြီးပထမအောင်ဆုံးတဲ့အိတာကဒီအချင်းပို့ဆိုတော့ယုံကြည်ကပေါ့နော်ကိုမဟင်းတို့ကိုမြင်မင်းမို့မြတ်တို့ပါတာပေါ့နော် အဲပြီးတော့တော့ခြားရဲမှာလည်း series နှစ်ခုလောက်ဝင်ထားရယ်ဒါတတိယမြောက် series လို့ပြောလို့ရပါတယ်အများကြီးပြောင်းလဲသွားရပါတော့ဘာဖြစ်လဲဆိုတော့ရှေ့အရင်တော့ကကြတော့နေကြ19 20လောက်ထိပဲလာမသိဘူးနေကြဒီမှာလောက်သွားတာဆိုတော့20ဆိုရဲအသက်20ဆိုရဲအချိန်မှာလောက်ရတဲ့ကာရိုက်တာရာညီကြီးအသက်ရွယ်ထပ်ပို့ပြီးတော့အသက်ကြီးတဲ့ကာရိုက်တာတွေလုတ်ခဲ့ရတာပေါ့နော် နှင်းတွေဆိုလည်း26လောက်ပေါ့နေချက်20ဆိုရင်သူကလည်း26လောက်ကိုရင်းကျက်တဲ့အကောင်မလေးပုံစံလေးလုပ်ရတယ်အဲအဲ့လိုမျိုးပေါ့နော်အခုအရွယ်မှာကြတော့နေချက်25 26အရွယ်ကိုက်တာဆိုကိုနဲ့လည်းကိုက်တာကိုက်တဲ့ဟာလေးတွေပိုပြီးများလာတာပေါ့နော်ဆိုတော့ဟိုဒီအရွယ်မှာခန်းစားရတဲ့အဲခန်းစားရရပြောရတဲ့စကားလေးရကြတယ်နည်းနည်းထပ်တူကြအောင်ပေါ့နော်ဟိုပြီးတော့ကိုနာပိုပြီးနားလိုက်တာပေါ့ကိုခန်းစားလို့ရတယ်ဟုတ်ကိုကြီးနဲ့ကြတော့ကိုအောင်မေခန့်နဲ့ကြတော့အဲ့လိုပေါ့ ဲ့တော့ကြပထမဦးဆုံးခေါင်းဆောင်မင်းသမီးဖြစ်ရရတာဆိုအရန်လက်စိတ်လှူရှားရပြီးတော့ Comic-Con ဆိုတာဒီ MTV 4 series ရဲ့အဲဟိုးမင်းသားပေါ့နော်မင်းသားကြီးတွေမှာပါတယ်လို့ပြောလို့ရတဲ့ခါကျတော့ရန်လည်းရှင်တုံတယ်ဒါပေမဲ့လည်းတကယ်တကယ်ကြတော့တကယ်အကိုလိုပဲလို့ရင်းနေတငယ်ချင်းလိုပေါင်းပြတဲ့အကိုတွေမှာပါပါတယ်အဲ့ကောင်ဟုတ် ကိုမင်းကတော့အဲ့လိုအဆက်တွေတော့အရင်မလုပ်ဖြစ်ဘူးပေါ့နော်အဲ့လို congrate congratulation တော့ပါတော့အဲ့လိုပြောရတော့ပဲရှိပါတယ်စကားဟိုအရင်အများကြီးအရင်ကလေးကလည်းအများကြီးမပြောဖြစ်ဘူးပေါ့နော်အပြင်မှာတွေ့မှာတာနေချိုးစကားသိပို့ပြီးတော့ပြောဖြစ်တာပါလို့ဟိုင်းတော့အပင်းနေပါဟုတ်ဆိုတော့အကြပါတယ်မိချီအကြပါတယ်ဆိုတော့လို့တယောက်နဲ့တယောက်ဟိုဖူးစာဖူးစာဘယ်လိုလာလဲဆိုတော့မသိရဘူးဒီဆိုတော့ကြည်နွေးရပါတယ်ဟုတ် အမော့အမော့ဆိုတာညကြီးကိုအလိုမျိုးရင်ခွန်အောင်လုပ်နိုင်ပြီးတော့ညကြီးအားကိုးခြင်းစရာ လောက်ဖြစ်တဲ့ပုံကူဆိုရင်တော့ဒီရွေးချယ်ပါဘောเนาะဘသူရဲ့ fan မရဲ့ fan မရဲ့တော့မဟုတ်ဘူးဘယ်ယောက်ျားလေးမဆိုပါเนาะဒီကြခုဆိုရင်အဲ့လိုကိုယ့်အလုပ်ကိုကို focus လုပ်တယ်ပြီးတော့ကိုယ့်ဘဝရှိရေးအတွက်လည်းပို့ပြီး focus ထားနေတဲ့အချိန်ပေါ့เนาะနေ့စဉ်25 26ဆိုတဲ့အချိန်ကျတော့ကျ30တန်းကလည်းမရောက်သေးဘူးဒီ20သေးကျော်သွားပြီဆိုတဲ့အချိန်မှာနေ့ကြီးရဲ့ career အတွက်ကောနေ့ကြီးရှေ့လျှောက်အတွက်ပေါ့เนาะပို့ပြီးအာရုံစိုက်ထားပေါ့အဲ့လိုဖြစ်နေအောင်အာ ပြိတ္တတိရောနေကြီးရဲ့အတိတော်တော်များများပေါ့နော်ဒီလောကတွေကသူတွေလည်းနှမျောရယ်ပေါ့နော်လို့ပြောကြရယ်ပေါ့နော်အဲဒါမဲ့နေကြီးကြတော့နေကြီးလှုပ်ချင်တာလှုပ်လိုက်ရရယ်ပေါ့နော်ဆိုဟိုနောင်နာတော့မရဘူးဒါမဲ့ကိုရက်နောက်ကိုတိတ်ပပြမတွေ့ဘူးရှေ့ကိုဘလို့အကောင်းဆုံးလှုပ်ရမလဲပဲစဉ်းစားတက်တက်သူဆိုကိုလှုပ်ခဲ့ရရတော်တော်ချင်းနေအားရပါမယ်အာဟုတ်အဓိကကတော့အဲ့လိုအတွေ့အကြုံပေါ့နော်ဘဝအတွေ့အကြုံတွေအများကြီးရလိုက်တယ် ပြီးတော့ကိုယ်နိုင်ငံမှာလည်းမဟုတ်ဘူးသူများနိုင်ငံမှာဆိုတော့အတွေ့အကြုံတွေကတော်တော်ရတယ်ကိုယ်လူမျိုးနဲ့မှာမဟုတ်ဘူးနိုင်ငံသားတိုင်းနဲ့လည်းပြောဆိုဆက်ဆံတဲ့အခါမှာဘယ်လိုမျိုးပြောရတယ်ပြီးတော့သူတို့ကအရန်စူးစမ်းရတယ်နိုင်ငံသားတိုင်းရတယ် တော့သူတို့အသက်ရွယ်တခုရပြီဆိုရင်တော့သူတို့တသက်နေပြီးတော့ကိုအားကိုကိုပြီးတော့အဲ့လိုသူတို့ရဲ့ delay ပေါ့နော်တခုအဲ့လိုရှိရခါကြတော့ပို့ပြီးတော့စူးစားရမယ်ဆိုတဲ့စိတ်ကပိုဝင်ဖြစ်တယ်။ဒီကျိုးညီမနိုင်ငံမှာကြတော့ဟိုတက်ရွယ်ဖွေးရတဲ့ဒီလမ်းမိပိုင်မှာတူတူနေရဲသူအများကြီးပဲရှိတယ်။ရှိခါကြတော့ကိုမှကြတော့အဲ့လိုမဟုတ်ဘူးသူတို့အဲ့လိုအသက်ပြည့်ပြီးဆိုတာနဲ့ဘလောက်ပဲချမ်းသာချမ်းသာသူတို့သူတို့ပတ်စံနဲ့သူတို့တုံးဖို့အတွက်ပေါ့နော်ပို့ပြီးအားစိတ်ကြရဲဆိုရင်ဒီလေအဲ့ဒါလေးကောင်းတဲ့အပြုမူလေးတော့အတူယူဖြစ်ပါတယ်ဟုတ် ဆိုရင်ကတိတ်မရှိဘူးအဲ့လိုပါလေအရန် race ညာရဲလို့မခံစားရဘူးလူငယ်ပေါ့နော်အဲ့တုန်းကကျတော့20 27လောက်ဆိုတော့လို့ဘာပဲဖြစ်လာဖြစ်လာလုံမယ်ဆိုရဲစိတ်ကစိတ်အားထက်တန်လို့လာတော့မသိဘူးပေါ့နော်အဲ့လိုတခုခုခက်ခဲရှိနေအောင်မှလည်းကြော်ဖြတ်နိုင်ခဲ့တာညာရဲပေါ့နော်ခက်ခဲရတော့တော်တော်များတော့ညာခဲ့ပါမယ်ဒါအခက်ခဲ sharing လုပ်ချင်တာကြတော့လို့ပေါ့နော်တယောက်နဲ့တယောက်အဲယုံကြည်မှုတိဆောက် ဒါအရင်ကြီးပေါ့နော်တယောက်နဲ့တယောက်ဆိုတငယ်ချင်းရောပကုတ်ပဝင်းချင်းမှာရောကို့နေချိုးအလုပ်တဲ့လုပ်တဲ့အချိန်မှာလဲကို့တဖက်ကကြီးယုံကြည်လာအောင်နေစားလာအောင်လုပ်ရတယ်အပိုင်းအများကြီးပေါ့နော်ဆိုတော့တယောက်ကိုတယောက် ယုံကြည်တယ်တယောက်နေကြီးဆိုရင်အမိတ်ဆွေတွေကိုယုံနေပေါ့နော်တခုဆိုနေကြီးစိတ်နေပဲနေချာနိုင်တယ်ဆိုနေချာစကားတခုပြောလိုက်ပြီဆိုရင်ဒီစကားကိုခတိပေးထားဆိုဖြစ်အောင်လုပ်တယ်ပေါ့နော်အဲ့လိုမျိုးတွေမှာပါရဲခါကြတော့တစ်ဖက်လူပါကိုယ့်ကိုဒီလိုစကားပြောရဲဆိုရင်လည်းအော်ဒီလူကဒါအလုံးပါအဲ့လိုပဲတွေးထားပေါ့နော်ဒါပေမဲ့ဟိုကိုယ့်လူမဟုတ်တဲ့သူတွေလည်းအများကြီးရှိရပါပေါ့နော်လူလောကမှာဆိုတော့အဲ့လိုလူမျိုးနဲ့အများကြီးတုံ့ငဲခါကြတော့ အဲကိုကိုပဲဘလို့အကောင်းဆုံးနေနိုင်အောင်စူးစမ်းရမလဲတစ်ဖက်ကိုဘလို့အကောင်းဆုံးအဲကိုကနားလည်ပြီးလို့ရမလဲဆိုရဲဟာပေါ့နော်အဲနားလည်ခွင့်လွှတ်မှုလေးအဲ့လိုမျိုးလေးဘလို့ရမလဲဆိုတာရခဲ့တာပေါ့ဟုတ်အဲ့လိုမျိုးအများကြီးကြုံခဲ့ရတယ်အများကြီးကြုံခဲ့တာကိုအရင်အရင်နှီးဆုံးလူတွေရပဲကိုကိုအဲ့လိုမျိုးအဲ့လိုမကောင်းချင်တာတော့မကောင်းပြောရတော့အများကြီးခံခဲ့ရတာရှိရမှာဟမ်အဲ့တုန်းကတော့ပြန်စင်းစားရင်တော့တော်တော်ပါဖြစ်သွားဆိုတော့အဲ့တော့ငွေရည်တည်းရဲ့ခါကြတော့လေ လို့ကိုတငယ်ချင်းလို့လူမျိုးထဲမှာလည်းအဲ့လိုမျိုးရှိခဲ့တယ်ပြီးတော့ကိုယုံကြည်ရတဲ့အထက်လူကြီးပေါ့နော်ကိုထက်တကြီးရဲ့သူကြီးဆိုလည်းကိုအဲ့လိုမျိုးတပုတ်လေးလွန်ပြောရတော့ဘာလို့အများကြီးရှိခဲ့တဲ့အခါကျတော့တော်တော်လေးတော့ဝမ်းနဲ့ဝမ်းနဲ့တယ်ပြီးတော့လို့တေးရောက်ကိုတော်ဒီကနေထပ်သွားမယ်တေးရောက်ကိုကြံပေးမယ်ဆိုတော့မှဘု து ့မှတိတ်မယုံနဲ့ပေါ့နော်အဓိကကိုကိုကိုယုံပေါ့နော်ကိုလုတ်တဲ့ကိုလုတ်ရက်ကကြတော့ကိုကိုရိုင်းတည့်ရဲ့ခါကြောင်ယုံကြည်လို့ရတယ် ဖက်ကကြတော့ဘလို့စဉ်းစားနေလဲဘာလုပ်လဲဆိုတာမသိရခါကြတော့အကုန်လုံးတရားရခိုင်းလုံးမယုံဘူးပေါ့နော်လုံးဝမယုံဘူးလဲတော့မဟုတ်ပါဘူးတယောက်နဲ့တယောက်ယုံကြည်မှုရှိရတော့ကောင်းတာပေါ့နော်အဲ့လိုနေစီရလို့တကြောင်းနဲ့ရင်းရင်းနေနေအများနဲ့နေတယ်ယောက်ျားလေးပဲဖြစ်မိန်းကလေးပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးဆက်မှာတတိဆိုင်ရှင်တတိနဲ့ပြီးစားခံရတာတို့အဲ့လိုမျိုးကိစ္စအများကြီးရှိခဲ့ပေါ့ ရှိရခါကျတော့နေကြီးကိုရိုင်းလည်းမဟုတ်ပါတော့နေကြီးမဟုတ်တဲ့ခါကျတော့သိပ်မခံကြဘူးမခံတဲ့ခါကျတော့တတိယကိုလည်းအားနာရဲတစ်ဖက်ကိုလည်းအားနာရဲခါကျတော့အဲ့လိုမျိုးနောက်ပိုင်းကျတော့သိပ်ဘလူးနဲ့ရောနောနောမနေတော့ဘဲနဲ့တယောက်တည်းကိုလှုပ်ရှားရှိရအောင်ပဲလှုပ်ဖြစ်တယ်ပေါ့နော်တငယ်ချင်းလည်းအဲ့လိုအများကြီးမထားတော့ဘူးထားရင်တောင်မှအဲ့လိုမျိုးအဲအကြောင်းကတငယ်ချင်းတို့ အလုတ်ကတငယ်ချင်းတို့လောက်ပဲရှိတော့ပါဘာလို့ဖြစ်လဲ။ပြင်းပြားကြတော့မလို့ပတ်တော်များများတော့တိရပါဘောနော်။နေချီဘလိုနေလဲဆိုတာအဲပဝင်းချီကတိရခါကြတော့ဘာမှတော့မပြောဘောနော်။ပြောရဲပြောခဲ့တဲ့သူတွေပဲအဲ့လိုမျိုးပြောခဲ့တာဘောနော်။ဆိုဘာမှတော့ရိုင်းစိတ်ထဲမှာမရှိတော့ပါ။ငယ်ရခါကြောင့်ကိုယ့်ရဲ့မိသားစုလိုမျိုးဖြစ်လာတာဘောမြန်မာအချင်းချင်းနေဆိုရယ်လေဖြစ်လာတဲ့ခါကြောင့်စကားမလုံးတာတော့ဘာအများကြီးဘောနော်။အဲ့လိုလူအမျိုးမျိုးဆိုတော့လေ။ အဲအဓိကတော့လို့ကိုလုတ်ချင်တဲ့ဟာဗာလေးဆိုတာတတိကျကြပါတော့ကိုကိုယ်တိုင်းတီးဖို့လိုတယ်ကိုကအပြော်သွားမှလာအဲစာစူးစားဖို့တွက်စာလေးလာဖို့တွက်လာဒါမှမဟုတ်အလုပ်တွက်လာပေါ့နော်ကိုမှ focus တခုတော့ရှိရဒါမှမဟုတ်အိမ်ကိုထောက်ပံ့ချင်လို့လာဆိုရဲဟာတခုပေါ်မှာမူတည်ပြီးတော့တော့ပို့ပြီးတော့အေးပါတာပေါ့နော်ဘာလို့ဆိုတော့ကိုသွားနေရလားမှာအခြားဒီဖေးတွေဘာတွေသွားရခါကျရင်ကိုသွားချင်တယ်လားတက်တက်မမရောက်တော့ဘူးပေါ့နော်ဆိုတော့ဟိုသွားတဲ့ခါကျရင်ဒီနိုင်ငံက ထွက်သွားရင်ပြီးရောဒါမှမဟုတ်အဲ့ဒီကိုရောင်းပြီးရောဆိုတာကို့မှာအဲရည်ရွယ်ချက်တစ်ခုတည်တည်ချာချာလေးရှိဖို့တော့လိုပါပေါ့နော်အဲ့ဒါလေးတခုတော့ပြောချင်ပါအဲငကြီးအခုဆိုရင်အချင်းပိုရုပ်ရှင်ကာကြီးပေါ့နော်ရုပ်ရှင်ကာကြီးတကားရိုက်ထားတယ်ဒီကအိုက်ကားလေးကလည်းရုံတင်ပြသခွင့်ရထားတယ်လို့ငကြီးကြားရပေါ့နော် အကိုမဟင်းတို့ဒီဘောလုံးကားပေါ့နော်ဖူစဲဒီဘောလုံးအဲဘောလုံးတမဘောလုံးနဲ့ပတ်သက်တဲ့အဲဝတ္တနာပါတဲ့သူတွေပေါ့နော်ဆိုတော့ကြည်လို့ရန်ကြိတ်မကလေးတကားပါအဲပြီးတော့ကြာတော့နေစီနောက်ထပ် series နှစ်ခုပေါ့နော်အဲရှေ့မှာလည်းကိုထွန်းထွန်းနဲ့ဆုံးထားတဲ့ဒီပရလောကခေရှိတစ်ခုရှိမယ်ပြီးွားရင် တငယ်ချင်းတို့အင်ဆွဲစီးရီးတစ်ခုရှိနေပေါ့နော်ပြီးတော့ ठी ကားပေါ့ဆုံးမကကြတော့နေချို့ဒီအိန္ဒိယပကသူတွေနဲ့ cross culture လေးရိုက်တဲ့ခါကြတော့အာပြီးတော့အခြားနိုင်ငံတကာကိုလည်းပြဖို့ရှာထားတဲ့ခါကြတော့နော်နေချီပို့ပြီးတော့စိတ်ထဲမှာပို့ပြီးတော့အာရကြီးနာအောင်ကိုကိုကိုပြန်နောက်ပြန်လဲကြည့်ခါကြတယ်အဲနောင်နာမရအောင်ပေါ့နော် အကောင်ဆုံးစူးစမ်းထားပါလေကိုထွထွနဲ့လည်းကမ်စီမိအောင်ပေါ့အဓိကတော့ဒီကားမှာကိုထွထွနဲ့စုံတဲ့ဟာတွေများတယ် ီးွားတော့နေစီရဲ့အဖေပေါ့နော်နေစီအဖေအဖြစ်တယောက်ဆောင်နေကိုထောင်းဝင်ပေါ့နော်ကိုထောင်းဝင်နဲ့ဆုံးမယ်ဆိုတော့အဲဆိုတော့အရန်လဲအားရခဲ့တဲ့ဟာလေးတော့များပါတယ်ပြီးွားတော့ဒီ traitor ကိုအကလည်းအကောင်းဆုံးပေါ့နော်စင်းတစ်ခုတစ်ခုပြီးတော့တစ်ခုမှာဒီ lighting နေအဲပြီးဆက်တင်နေကိုသူစိတ်ကြိုက်မရမချင်းမစိတ်ကြိုက်မရမချင်းသူတည်တည်ချာချာကိုလုပ်တယ်ပေါ့နော် ။ဒီချို့ဆိုအများကြီးရိုက်တဲ့ခါကျရင်ဒီပလော့တခုမရဘူးဆိုရင်အခြားပလော့လွယ်မဲ့ဟာကိုပြန်ပြောင်းလိုက်ရတယ်မဖြစ်နိုင်တဲ့ခါမှပြောင်းလိုက်တဲ့ဟာများရပေါ့နော်။ဒါပေမဲ့ဒီကောင်မှကျတော့မဖြစ်အဲ့ဒါကြီးအကုန်လုံးချိုးဆက်ထားပြီးတော့မဖြစ်နိုင်တဲ့ဟာမဖြစ်မရှိအောင်ပေါ့နော်။လုံးဝတိတိကျကျနဲ့မရခဲ့ဘူးဆိုတော့ဒီချာစောင့်ပြီးတော့အကိုကတိတိကျကျလေးလုပ်တယ်ပေါ့နော်။ဘာလို့ဆိုတော့ဒီကအခြားနိုင်ငံတွေမှာလည်းပြဖို့ရထားတဲ့အတွက်ဒီကိုကကိုရိုင်းကလည်းအားထည့်ထားတဲ့ခါကျတော့နေကြီးတို့လည်းပို့ပြီးတော့လုံရတဲ့သူတွေ မှာ ਨੇ အားရတာပေါ့အာနေချူနေချီရဲ့ကားလေးပေါ့နော်ဒီ2025ထဲမှာထပ်ဖို့အများကြီးရှိပါတယ်ဆိုတော့အဲနေချီကိုအရင်တော့အဆက်တည်းပြတ်သွားတဲ့ပြိတက်တည်းလဲနေချီကိုပြန်ပြီးတော့အားပေးကြပါဦးတခြားအဝေပန်ပြီးတော့နေချီရဲ့အသစ်ဖြစ်ပြန်လာတဲ့နေရွှန်းလက်ကိုလည်းတခြားလေးဝေပန်ပြီးတော့အားပေးပေးကြပါဟုတ်ကျေးဇူးတင်ပါတယ်